ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါမင်္ဂလာပါနှုတ်ခွန်းဆက်တာပါခင်ဗျ။အရင်ကျွန်တော်ပြောမဲ့အကြောင်းအရာများကတော့ဒီကိရဲ့ဗီဒီယိုဖိုင်မှာရရှိအိမ်နဲ့ပတ်သက်ပြီးတော့အတွင်းရှင်းလင်းရေးနဲ့ပတ်သက်ပြီးတော့အတေကောင်းနေမေကောင်းအကြောင်းပြောခဲ့ပါတယ်။အခုပြောပြပြီးမှာကလည်း အပြင်အိမ်ဝိုင်းတစ်ခုလုံးရဲ့ရှင်လင်းရဲ့အကြောင်းနဲ့မိမိရဲ့အကျွန်းဆိုင်ကလေးတွေအကျွန်းဆိုင်ကလေးဆိုတာမြန်မာခုနှစ်တကယ်ကိုတီးပြီးရောတကျွန်းပါပြစ်တာတယ်ညာပြစ်တာတယ်စသဖြင့်ပေါ့နော်အဲ့တော့ဘာဖွားစသဖြင့်အဓိပတိဘွားအထွန်းဘွားရာစားဘွားဒါလည်းပါမှာပေါ့ဒီနေ့မှာအကယ်၍ ဖိုင်ရှင်မှာဆိုတဲ့အတွက်ဖိုင်လေးမှာဆိုတဲ့အတွက်ဂေဖိုင်ရှင်မှာဆိုလို့ရှင်ကျန်တဲ့ပန်းလေးနောက်ပြီးတော့ဖိုင်မှာဆက်ပြီးတော့ကျွန်တော်မြှောက်ပေးတော့မှာပေါ့နော်အဲဒါဒီနေ့ကျွန်တော်ခေါင်းစဉ်လေးကတော့အကျွန်းအကြောင်းနဲ့တန်ရှင်းအကြောင်းဒီမဟုတ်တန်ရှင်းအကြောင်းနဲ့အကျွန်းဆရာအကြောင်းပေါ့နော်ဒါလေးကိုကျွန်တော်ညောက်ပြီးတော့ဆက်ပါတယ်ကျွန်တော်ရဲ့ခံပြရတဲ့လောကီပညာ ခန်းကဏ္ဍမှာတော့ကျွန်တော်အပိုင်း9ဖြစ်ပါတယ်ဒါနဲ့ကျွန်တော်ရဲ့ခေါင်းစဉ်မှာအပိုင်းလေးတွေမတက်ထားပြီမဲ့လို့အပိုင်း1ကနေအပိုင်း2ထောင်တက်ထားပါတယ်ဒါနဲ့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်အောက်မှာကွန်တက်ကျွန်တော်ရေးထားတဲ့မှတ်ချက်ရေးထားတဲ့နေရာမှာ အပိုင်းလေးတွေရေးထားပါတယ်ဘယ်ပိုင်းရောက်ပြီလဲဆိုတာလေးပေါ့နော်အဲ့တော့ဒီနေ့ပြောပြပြီမှာပိုင်း9ကြောင်းပိုင်းကနဲ့ပတ်သက်ပြီးတော့အကျွင်းအရေးနဲ့တန်ရှင်းရေးအကျွင်းအကြောင်းနဲ့တန်ရှင်းအကြောင်းဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့ဒီပြောတဲ့အခါမှာကျွန်တော်ကခါတရီမှာနော်အိုးဘာကပြောဆိုစွန့်ရီတော့ရှာနေတဲ့ထူကောင်းထူလိုက်မယ်ထို့မဟုတ်မပီတာလေးပြေကောင်းဖြစ်လိုက်မယ်အဲ့တော့ချစ်ဆက်ပြီးတော့နားလည်ပြီးတော့နားထောင်ပြကြပါလို့ညံညံမြစ်တာရက်ခတ်ပါလေပေါ့နော်ဒါ ကျွန်တော်အခုလိုဒီရင်ပြင်ညာနဲ့ပတ်သက်ပြီးတော့လက်တွေ့ကျွန်တော်ဒီမှာဟောပြောပေးခဲ့တဲ့အကြောင်းတရားပဲဖြစ်တယ်ဒီလိုပြောရေးဆိုရေးကိစ္စတွေမှာတော့ကျွန်တော်ကလက်တွေ့ဆန်းဆန်းပြောတဲ့အခါမှာအချို့နားထောင်အားအဲ့အနေထားမျိုးပါတယ်အဲခရီးကဖြစ်ကောင်းဖြစ်နေတယ်ပေါ့နော်အဲ့အတွက်အနာချက်ရှိရင်လည်းဖြစ်ဆက်ပြီးတော့နားလည်ပြကြပါလို့နော်ဒီပြောနေတဲ့ရက်ခါမှာနော်အဲ့တော့ အိန္ဒိယနဲ့ပတ်သက်ပြီးရောအဲ့အိအစင်ဒီလားမဒီလားဆိုရင်မိဖို့ကြောင့်ကြိလိုက်တာနဲ့မိဖို့ကြောင့်အတန်ရှိဖြစ်နေရဆိုရင်အဲ့အိတကယ်ရှိတယ်နော်ကျွန်တော်ဆိုလို့ရှိရင်မိဖို့ကြောင့်မှလည်းမွေးလာတယ်ထွန်းပြေးတယ်အော်အိရှိမှဆိုလို့ရှိရင်လည်းအိချံဝကဘာမှခါးဆောက်နတ်ဆိုတာရှိတယ်နော်သူတို့မှနေရမိရတိရလူကမေတ္တာပို့မှအမွေးနဲ့တာပူဇော်ခြင်းအတွက်လည်းသူတို့ကိုပူဇော်ပတ်တာရောက်တယ်မေတ္တာပို့ရလဲနတ်ဒေဝတာတွေကိုပူဇော်ပတ်တာရရပါတယ် ဲ့တော့သူ sample တွေရှိတယ်ဆိုတော့အဲ sample မှာမွေးတိုင်းမထွန်းပြတာလို့ပေါ့နော်အဲ့ပုံစံမျိုးတွေအဲလောက်ထားခြင်းအတွက်အလေးကောင်းနေမေကောင်းဆောင်းလို့ရင်အခုအိမ်ရှိနေပတ်သက်ပြီးတော့အိမ်ချောင်းဝင်းနေပတ်သက်ပြီးတက်ရှင်းလုပ်တဲ့အခါမှာမနေ့မိုးလင်းတဲ့အခါမှာအိမ်ရှိရနေပြီးတော့အိမ်နောက်ဖက်ကိုလှည့်လာပါတယ် တပြက်စီလဲတဲ့ကောင်မှာဟော်တဲ့တဲ့ကောင်မှာလဲကဲမကောင်းတာ ਈ အကုန်လုံးနောက်ကိုသွား ပြီးတော့ကောင်းတော့လက်လက်ပါလေဝင်လာပါစေမနဲ့မနဲ့ပိုင်းမှာတပြက်စီလဲတဲ့ခါမှာအိရှိရနေပြီးတော့အိနောက်ဘက်ကိုလှည့်ထုတ်သွားပါတယ်အဲ့ဒီခါမှာလက်တွေဝင်ပါစေလက်တွေဝင်လာပါစေဟောဒီတကားဝါပြီးဟောဒီအိရှိမျက်နှာပြန်ဟောဒီအိနေဒီလက်တွေဝင်လာပါစေ အဲ့လိုဆန္ဒပြုပြီးတော့ဒီဘက်စီလက်ရပါတယ်။ညနေတချို့ဒီဘက်စီလက်ကြတယ်ညဘက်ဒီဘက်စီထဲတဲ့ကာမှာ အိမ်နောက်ဖေးကနေပြီးတော့အိမ်ရှိကိုလက်ထုတ်သွားပါတယ်။အဲ့လိုလက်ထုတ်တဲ့ကာမှာခရအိမ်မှာရှိတဲ့အညာခိုက် နော်မိကိုကတ်ရအခုံးကိမှလည်းမြတ်ဘေးကိုအလွေးကိုအပြင်ကိုရောက်သွားပါစေ။အိမ်ရှိကိုလက်ထုတ်သွားတာနော်အပြင်ကိုထွက်သွားပါစေ။ကိုယ်မရှိတဲ့မကောင်းနိုင်မှလည်းမဟုတ်အပြင်ထွက်တော့ပါသေးဆိုပြောပြီးတော့ဆန္ဒပြပြီးတော့လက်ရပါတယ်လက်ထားပြရှင်းတော့မှပဲကိုက ချရိယာရလို့မဆိုတော့ကျွန်တော်လေပေါ်လဲလှဲလို့ရပါတယ်မေလိုလဲလှဲလို့ရပါတယ်အဲဒီညမှာတစ်ချက်ဟိုကျွန်တော်ပြောအောင်မယ်အိရှိမှာဟိုကိုရှိမှာ ကိုအိမ်ကိုမလာစီချင်တဲ့လူအာဒီလိုခဏခဏဒါနေရယ်အာဟိုပြောလို့လည်းမကားဘူးပြောမှဆိုတော့ကျွန်တော်လူပါလူမွေးရဟလာ ဩဗရာတရားရရင်ဆိုင်မှုမရှိရလျောင်းပြောလည်းမပြောချင်ဘူးလူလူရင်ချင်းမှုအရဘာမဲ့ဒီလူလာလာအိမ်မှာဘုလိုကလိုက်ဖြစ်နေတယ်စင်ကမတည့်ဘူးဒါလို့ရှင်လည်းပြဒနာကြီးတည်တည်လာတယ်ဆက်လိုက်ကြည့်ပါနော်ခမရမလာပါနဲ့ကွာလို့လည်းပြောလို့ကမဖြစ်အဲ့ဒါဘာလို့ရလဲဆိုလို့ရှင်တပည့်စီကိုအဘဘောက်ထောင်ထားရတယ်နော်အဘဘောက်ထောင်ထားရဆိုတော့စောက်ထိုးကျွန်တော်တမန်တူတွေတပည့်စီထောင်တဲ့ခါမှာ ဒီကစီအမိတ်ကိုအောက်ချတာရယ်ဆိုရင်သူကတာမထောင်းတာဒီကကြောက်တာဇောက်ထိုးဆိုတော့အယိုးအောက်ကတာပြီးအမိတ်ကိုအပေါ်ထားပြီးထောင်းထားတာတကားဘာမှထောင်းထားတာပေါ့နော်ကဲဒီငပဲဒီငနေကြီးဒီကဲဒီဘဲကြီးလာတော့မဟုတ်ဒီမိမပတ်စားတယ်ပေါ့နော် သူလည်းပြန်သွားပြီဆိုတာနဲ့ဒီပဲစီကိုပြောတာအဲ့ကောင်ကတော့မဟုတ်အဲ့ကောင်မလာစင်းနဲ့နော်လာလို့ချင်းနင်းကိုမိတဲ့ဆိုင်ဒီပဲစီကိုမိတ်ပေးရတယ်နော် မှတ်တယ်နော်အဲရုပ်ကိုမှတ်တာမလာစီနဲ့လာနဲ့မိရှုမှာအဲလိုပဲဆိုတော့ထောက်လာပါအဲဒီဘက်စီဒါပြုလို့ပုံပြုလို့နေနော်အဲ့တော့ဒီညနေဘက်ဒီဘက်စီလက်လက်ကပါလေအမိုက်ကတော့ရှင်းပြီမနေ့ကလည်းတာညနေဘက်အမိုက်မရှိဘူးဆိုရင်ဟန်နဲ့ပေါ့ဗျာဒီဘက်မှာအညံ့နေမှလည်းမြတ်ထွက်တော့ပါစီဆိုပြီးတော့ဒီဘက်မှာလှဲလို့ရရရရနော်လှဲလှဲလှဲလို့ရတယ်အာပုံစံမျိုးပေါ့နော်ရရ လုံနိုင်လုံနိုင်တော့အကျိုးရှိတယ်ဒါကတပတ်စီလက်ချင်းနဲ့တပတ်တလားနေပြီးတော့လက်ခော့ချင်းတပတ်တလားနေပြီးတော့မကောင်းတာကိုလက်ထုတ်ချင်းတပတ်စီလက်ချင်းနဲ့ပတ်သက်ပြောနော်ဟုတ်ပြီဒါဆိုအကျွန်းစရိုက်ပြောမယ်ကျွန်တော်တို့အကျွန်းစရိုက်ပြောတဲ့အခါမှာကျွန်တော်တို့ဟောချက်တွေမပြောခင်မှာဘာဖြစ်တတ်တယ်ဇရိုက်တွေမဟိုဘလို့ဖြစ်တတ်တယ်ဘလို့မဖြစ်တတ်ဘူးဘာတော့ကောင်းတယ်ဒါပေမဲ့အဲ့ဒီလိုမဟောခင်မှာဟောပြမှု မပြောခင်မှာတို့တော့ ်နေသားသမီးတွေကဘာဘွားဘယ်လိုပုံကဘွားအဲ့လိုမျိုးအဖွားစတာလေးသိအောင်ကျွန်တော်ညှောက်ပေးမယ်ဒီညမှာနေသားသမီးတွေအတိပို့လို့တာပေါ့နော် အာကိုကတော့တချို့ကနင်းနေနေနဲ့ပေးထားတဲ့နာမည်တရှိရဲ့တချို့ကနင်းနေနေမဟုတ်ဘဲနဲ့ဂရင်ဆိုင်နဲ့တက်တက်နာအင်္ဂဝိဇာနဲ့ပေးတဲ့နာမည်ဆိုရင်တချို့ကနင်းနေနာမည်နဲ့မဟုတ်တဲ့နာမည်တွေလည်းရှိရဲ့မြင်လို့ရှိရဲ့ကျွန်တော်မြန်မာလူမျိုးကျွန်တော်ဘာမင်းသိကကျွန်တော်ရှာတဲ့ခင် ကျွန်တော်ဆရာကြီးအဘမင်းနေကတင်ရပြောခဲ့ဘူးတယ်နော်ကျွန်တော်မြန်မာလူမျိုးတွေဟာမြမေလို့ပြောလိုက်ရသပရိသမီးလှဖေလို့ပြောလိုက်ရင်ဘရူသားဆိုတာလူတိုင်းသိတယ်ပေါ့နော်ဒါထားရတော့အဲ့နဲ့တော်တော်များများအဲ့လိုနာမည်တွေပါပဲအရိကပဇနာအဲ့တော့နေနာမည်သိရင်နေပါသိတယ်ပေါ့အရိကပဇနာအဲ့တော့ကျော်ဝင်း ဆိုလို့ရှိရင်တရဏတာပေါ့ကကကကငါပေါ့ပေါဝင်းဆိုလို့ရှိရင်တနင်္ဂနွေတာပေါ့အတနင်္ဂနွေတာအဲ့ဒီပို့တယ် အဆင်တနင်္ဂနွေနေ့တက်အဆိုတာကအခရာရအခရာမနော်ကနန်းအဖြစ်တနင်္ဂနွေနေ့တက်ကနန်းအဖြစ်တက်တကနန်းကိုသုံးဖို့တယ်တကနန်းမိုင်ခြင်းဖြစ်တယ်တကနန်းဖြစ်တယ်တနင်္ဂနွေနေ့ပေါ့နော်အဲဆိုလို့ချင်းအာဥဥအောအဲ့နေပါတနင်္ဂနွေဒါနော်ဒါကတနင်္ဂနွေဒါဆိုရင်နော်နာမည်သူလဲသူရှင်ဟိုဟိုခွင့်လွှတ်ပါနော်ကျွန်တော်က မြင်းနဲ့စစံလေးကျွန်တော်ကအောင်ဝင်းတို့ကြော်ဝင်းတို့ကာယနှစ်ပင်းကြီးအောင်ကျွန်တော်ကပြောပြလို့ဖြစ်တယ်အဲ့တော့အောင်ဝင်းဆိုတဲ့တရင်ွေဒါကြော်ဝင်းဆိုရင်မင်းလာတာကာခကကငသူတို့ရဲ့အခရာအရာကာခကကငခဏအပြင်တင်းလာနံမြစ်လို့ခေါ်ပါတယ်နော်အဲ့ဒါစိန်ဝင်းဆိုရင်စစစစညစစစစညနော်ညလည်းပါဟဲ့လားအဲ့ဒါစိန်ဝင်းဆိုရင် ကနာပြင်အင်္ဂါနာ၃ဒါလေးသိဖို့လိုရယ်လှဝင်းဆိုရင်ဇာကောက်နော်အာရာအိုရပ်ပလက်ဇာကောက်ရာရာလာဝနော်ရပ်ပလက်ဇာကောက်လာဝဘောဓုနံကနာပြင်၄ဘောဓုနံ၄ရှားရလာဝဆိုဘောဓုနံ၄နော်ညဝင်းဆိုရင် ပါဖဘဗမပါဖဘဗမတတပရိဏံနေကနာအပြင်ငါတတပရိဏံငါပါဖဘဗမတတပရိဏံငါနော်တန်ဝဲဆိုရင်တဟဟလာတန်ဝဲတို့တန်ဝဲနော်ဖိလင်းအဲစရတယ်ပေါ့နော်ဟနော်ဟလို့ဆိုရင်ပါဟကနာအပြင်6ပောက်ကြနံ6အဲပါဘဗမနာမည်ရီ မဟာဗာရဏမေရီအတ္တဇနာ6တရိဏထိန်ဝင်းနိုင်ဝင်းဒင်ဝင်းအစရတဲ့မနတထတရဏပါတဲ့နမေရီနမေရီအစနိနာခနာရခွန်စနိနာခွန်လို့နားလည်မှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်နာမည်နဲ့နေနဲ့တည်သွားပြီသူကဘာနေတာဘာနာမည်ဆိုဘာနေတာတည်သွားပြီပေါ့နော်ဒါအကျဒါဒါဒါတည်ရမယ်အကျအမှန်တရားဖြစ်တယ် အဲ့ဒါဆိုတော့ဒီနာမည်သိတာပြီဆိုတော့ကကျတော့ဒီနာမည်သိလို့ဆိုရင်ခဲဟုတ်ပြီမိမိရဲ့မြန်မာခုနှစ်အခုအကျွန်းဆိုင်လာပြီမိမိရဲ့မြန်မာခုနှစ်တက်ကလစ်ကို ခုနှစ်နဲ့စာတကျွန်းနဲ့ဆိုပါစို့တနင်္ဂနွေတားဟာဟိုတနင်္ဂနွေတကျွန်းနဲ့တနင်္ဂနွေတားရဲ့ဖြစ်မယ်ဆိုရင်ဘင်္ဂဘွားဖြစ်ပါတယ်နော်အဲ့ဒါဘင်္ဂဘွားတကျွန်းနဲ့ ။အဲဒါမြမခုနှစ်တကယ်ကိုခုနှစ်နဲ့စားလို့နှစ်ကျွန်းနဲ့ဆိုလို့ရှင်အဲ့ဒီတနင်္ဂနွေတားဟာသုံးဘွားဖြစ်ပါတယ်။သုံးဘွားဖြစ်ပါတယ်နော်။ဒါခါလဲနောက်တစ်ခုကသုံးကျွန်းနဲ့ဆိုပါစို့မြမခုနှစ်တကယ်ကိုခုနှစ်နဲ့စားရင်သုံးကျွန်းနဲ့တနင်္ဂနွေတားဆိုပါစို့အဲ့တော့စာစားပါဖြစ်ပါတယ်နော်စာစားပါဖြစ်တယ် သုံးကျွဲတနင်္ဂနွေဒီရာဇာဘာဖြစ်ပါတယ်တနင်္ဂနွေဒါလေးကျွဲနဲ့ဆိုပါဆိုတနင်္ဂနွေဒါအတူရဲ့ခုနှစ်တက္ကသိုလ်ခုနှစ်လက်စားလေးကျွဲနဲ့ဆိုပါဆိုဆိုတော့အဓိပ္ပာယ်ဘာဖြစ်ပါတယ်တနင်္ဂနွေဒါမြန်မာခုနှစ်တက္ကသိုလ်ခုနှစ်လက်စားလေးကျွဲအဓိပ္ပာယ်ဘာဖြစ်ပါတယ်တနင်္ဂနွေရာဟာသူ့ရဲ့မြန်မာခုခုနှစ်တက္ကသိုလ်ခုနှစ်နဲ့စားလို့ငါကျွရဲ့မရဏဘဝဖြစ်ပါတယ် တဏှငွေဒါဟာငါပြင်းတဲ့ဆိုမရဏဘာဖြစ်ပါလေတဏှငွေဒါ6ကျွန်းတဲ့ဆိုရင်မြန်မာခုနှစ်တည်းခုနှစ်ဆားလို့6ကျွန်းတဲ့ဆိုရင်တိုက်ဖွာဖြစ်ပါလေနော်တဏှငွေတွေဒါမြန်မာခုနှစ်တည်းကိုခုနှစ်ဆားလို့ပုံမှန်ကျွန်းတဲ့ဆိုရင်ကုဋိဘာဖြစ်ပါလေအဲမှတ်မိပြီနော်ဒါတဏှငွေဒါတယောက်ပဲတဏှငွေတွေဒါတအုပ်ဝဲစီးရည် ဒါအကျွန်းတွေကနောက်ရှိအဲ့အကျွန်းတွေကိုရှိရှိလေး60နဲ့အဲရှိရှိလေး60နဲ့လေးလို့ပြောလို့ရတယ်အဲဒါမှမဟုတ်အဲ့တော့သူရဲ့နေ့ခုနှစ်နေ့ကိုအကျွန်းခုနှစ်ကျွန်းနဲ့သူရဲ့ဇိုက်အဖွားတွေကပေါ့ဆက်မယ်ဆိုလို့ရှိရင် တွေ့ခွန်ရပါရခွန်ခွန်ခွန်49 49ကွက်49ကွက်တို့ရရေးကြည့်မယ်ဆိုရဲပေါ့နော်ဒါကြအဲ့ရတနင်္ဂနွေဆိုလို့ရှိရင်ခုနအကျွင်းစရိုက်အပွားစရိုက်တနင်္ဂနွေရသူဖြစ်တဲ့အတွက်ကြောင့်ခုနခွက်ပေါ့ဗျာခွန်ခွန်49ဆိုတော့49ကွက်တောင် ပြောရမှာဆိုတော့နေ့9နှစ်တောင်ပြောရမှာဆိုတော့49ကွက်ပြောရမှာလေ အဲဆိုတော့တနင်္ဂနွေဝယ်ဒီနေ့ခဏရထားမယ်ကျွန်တော်အပိုင်းလေးမှတ်ထားမယ်နော်အဲတနင်္ဂနွေတစ်ကျွင်းတို့ဘာဖြစ်မဲ့မညာဖြစ်မဲ့ဆိုတော့ဟောပေးမှာဖြစ်တယ်။ဒါကြောင့်တော့ကျွန်တော်ဒီဟောပြောမှုလေးကိုဒါလေးတွေကိုလည်းဟင်းစားကွန်ချက်ကောရတော့ပါတယ်နော်အဲ့ဒါနဲ့ပြီးတော့တနင်္လာပြီးအင်္ဂါအဲလာမယ်ဟောရလာမှာအဲ့ဒါကျွန်တော်ရဲ့စီစဉ်လေးကိုမိမိတို့ကအများအားသိဆက်မှုကြီးကြီးနဲ့ဆိုလို့ရှိရင် ဆင်းသွင်းထားတာတို့ဟုတ်လားဆင်းသွင်းတဲ့ဆိုတာက subscriber ကိုနှိမ့်လိုက်တာ subscriber နှိမ့်တယ်ဆိုလို့ရင်ဆင်းသွင်းတာ ਨੇ တူတူပါပဲအဲ့ဒါ channel တစ်ဆက်တည်းမရဘူးမိမိတို့ဖုန်းထဲမှာဗီဒီယိုကြွကြွဖွင့်တာ ਨੇ မိမိတို့ဖုန်းထဲမှာကြားရှိလာပါဖြစ်တယ်အများကြီးကြားရှိလာမှာဖြစ်တယ်ဒါကိုကျွန်တော်မျှဝေပြခြင်းဖြစ်ပါတယ်ကဲကျွန်တော်မိစင်များအားလုံးဒီကနေ့လောလောဆယ်အကျွမ်းပနာမနဲ့တန်ရှင်ရဲ့အကြောင်းပြပြခြင်းဖြစ်ပါတယ်စိတ်ချမ်းသာရေကိုယ်ချမ်းသာခြင်းပြည့်စုံကြပါစေခင်ဗျာ